နောက်ကြတော့1994ခုနှစ်မှာမီလာမီလာဆိုတော့ငါလာကြောက်ကြောက်ပဲသူအတက်ရှင်လိုက်တယ်ငါလာပြီးတဲ့ခါကျတော့မီလာမှာသူ1994ခုနှစ်မှာဆက်တက်ဆုံးသွားဆုံးရှုံးသွားတယ်အဲတော့လင်ဖိုးမလည်းကြော်တယ်ဟိလင်ဖိုးမနဲ့လည်းနောက်တစ်ခါကျတော့ ချင်းဖွန်တာဆိုရုပ်ရှင်သမီးကြီးချင်းဖွန်တာလေအဲသူလည်း2022ခုနှစ်မှာဒီလင်ဖိုမကင်ဆာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သတင်းကြလိုက်တယ်အခုရက်ထိသူရဲ့လင်ဖိုမကင်ဆာကသူအသက်ရှင်တော့ပဲအခုအထက်ဒီအခြေအနေကောင်းတယ်သူသူရဲ့အခြေအနေကကျတော့ တချို့လဲလင်ဖိုမာကင်ဆာကိုတခါတည်းလေးချင်သီးသွင်းပြီးဒီကကျတော့လဲပြုတ်သွားတဲ့မိကလေးတွေလည်းရှိတယ်ကွာအဲ့တော့တိတ်တော့အဲတိတ်တော့အချင်းကြီးကပြောလို့တော့မဖြစ်ဘူးဒီနဲ့ဒီမဲ့ရှင်နဲ့ရှင်မဲ့ဘလောက်ကြမလဲဆိုတာတော့ဒီနှုံးနဲ့ ဇန်နဝါရီလ12ရက်နေ့ကျမဘူကြီးရဲ့အဲကင်ဆာအကြောင်းသိရှိရမယ်ပေါ့အခုချိန်တော့ကင်ဆာလည်းခုချိန်ကနေရာကဖြစ်နေတာအရှိတောင်းအောင်ဆောင်မလဲအင်ဒိုနီးရှားတို့မေရိုက်အဲထိုင်းလန်တို့နောက်တစ်ခါကျတော့ဟိုနီးနမ်မှာရှိတဲ့ နေရာတွေလဲရှိတယ်အင်ဒိုနီးရှားနောက်တစ်ခါကျတော့ကမ္ဘောဒီးယားအစရှိတဲ့ပြည်အဲ့ဒီနေရာဒီမှာလဲနောက်ဗမာပြည်လဲသူအခုချိန်ဘာဖြစ်လိုက်ဖြစ်လိုက်ကင်ဆာနဲ့ဆုံးတဲ့ဟာရံများတော့ကောအဲ့ဒါကဆုတ်ကင်ဆာတို့လီဗာကင်ဆာတို့အစရှိတဲ့ပြည်ကိုတကယ်တရားလဲဦးနောက်ကင်ဆာနဲ့ဆုံးသွားတယ်အဲ့ဒီယာပြီးကြတဲ့နှစ်ကပဲအဲ့လိုမျိုး ဟိုနောက်ကစားတော့တော်တော်ကိုကက်ခဲတယ်နောက်ကခွဲစိတ်ကူရမှာဟိုကွာအဲ့တော့ချုပ်ကင်စားတရားပေါ်နေတဲ့ကျွန်တော်ဥပမာဥမာချင်းကင်စားဆိုရင်ပေါ်သွားတော့ပဲရောက်လာလို့ဆိုအဆုတ်ကင်စားတို့ဒီ liver တို့ဥမာအသက်တို့မှာယောဂကုသတဲ့အကြောင်းမို့အဲ့ဒီအဲ့ဒီအသက်တွေနောက်အဆုတ်ဖြစ်တဲ့နေရာလေးကိုခွဲစိတ်ခွဲစိတ်ပြရတယ် အဲ့အဲ့လိုမျိုးတွေလည်းရှိတယ်။ကင်းစားတော့ကြောက်စရာပဲအခုချိန်ကနိုင်ငံတကာမှာလည်းကုန်ဖြစ်နေတဲ့အချိန်ဤ